ါကျွန်တော်ဒီကားကိုကြည့်ရတဲ့အကြောင်းပြချက်ကမမျိုးမမျိုးတနာထိုးရဲ့ဒီငိုတဲ့အဲဆက်အဲ့ဒါအဲ့လိုသချင်းဆိုတာကွာရိုးရိုးမဟုတ်ဘူး။ तू ကလေသချင်းဆိုတာ၃မျိုးလောက်ကွဲတယ်။ဆင်လာလိနေပျော်စီပြိဆော ရွှေမီးဆိုတာရှိတယ်ပြီးတော့နောက်ဆုံးသူဒီငိုတန်နဲ့ဒီနောက်ဆုံးသူမြီးလေးပေါ့နော်ဆန်ချမှာဝမ်းတာပြီးတော့ဖြစ်တဲ့ဟာမျိုးဆိုတော့သချင်းဆိုတာတော့မှ तू ကမူကြီးနဲ့ဆိုရတာဟိုလိုမျိုးကြီးတန်စင်မှန်ယုံနေမဟုတ်ဘူးပြီးတော့ဗမာတန်များတိလာဆိုတော့စားမလွေမောင်ထမလို့ဒီမမျိုးတနာထွန်းရဲ့ပေါ့နော်ဒီဟာတွေကလေတကယ်ရောက်တယ်ကြည့်ရလို့လေမာမိုင်းမြတ်တော်အဲ့ဒါပြောအနုပညာမှာတဘာဝါအတာတယုတ်ဆောင်ကြီးတွေကအရန်စကားပြောတယ် ကြိုက်တယ်ကြိုက်တယ်ဆိုမျိုးဆိုဗမာမှုပြူတဲ့ဟာတွေဆိုအရန်သဘောကြတာအောင်เนาะနောက်ဒီဒီပြောတန်ရဲ့ driver ကြီးကကျွန်တော်တို့ကိုရီအာတာမုံဆွဲရဲ့ driver ကြီးလေးဖြစ်တဲ့အခါကျတော့အဲ့လိုမြမာမှုပြုပြီးတော့မြမာကချားတွေပါလာတဲ့ပေါ့နော်ဇက်ရင်ခိုင်ခိုင်ပြီးတော့ဒီတရုတ်ဆောင်တွေရဲ့တကယ်ကောင်းမွန်တဲ့အတာတွေရဲ့တရုတ်ဆောင်ကြီးရောတတော်တော်ကြည်လက်ကြည်ညက်နားလေတဲ့အတာကြီးတွေနဲ့အဲ့လိုပေါင်းဆက်တဲ့မြမာမှုဇက်ရင်ခိုင်ကားကြီးကိုကြည်ခွင်ရတဲ့အတွက် တော်တော်စိတ်ကျဉ်တတ်တယ်ရှင်ညလုံးတော့နည်းနည်းအစ်ချင်းမဲချင်းချင်းဖြစ်နေတယ်ကိုလိုမျိုးမင်းသမီးလောက်ပြီးတော့ဇာတ်ပါဖြစ်တော့ပါပဲအဲနောက်ဆုံးခန်းနေရဆို့တယ်လေနော်ဟုတ်တလားဒီမမျိုးတဏ္ဍထွန်းရဲ့ပေါ့နော်ဒီဟာတွေကလေတကယ်ရောက်တယ်ကြည့်ရလို့လေမာမာမျိုးတော်အဲ့ပြောအမှုပညာမှာတဘာဝါအတာတယုတ်ဆောင်ကြီးတွေဟာအရင်စကားပြောတယ်လေဥဇော်ဝင်းနိုင်ဥစင်မာကြီးဒါတွေကဟိုလေပြောရရင်ဟို တနေ့ရတနေ့မှာဇက်ကိုအများကြီးသွားတယ်ဗျာတက်လားအဲ့ဒီဟာကြီးကြီးရဇက်ကြီးကပိုကြွားတော့ပိုပြီးစို့တယ်အဲ့လိုမျိုးဖြစ်တာအာသူ့ရဲ့ရှေ့ကားတွေဟုတ်တယ် သူလျှောက်တဲ့သူလျှောက်တဲ့ပုံစံကြီးอ่ะတကယ်ကြီးကျွတ်စင်ကျွတ်စင်ကျွတ်စင်အဲ့လိုထောက်နေမဟုတ်တချောင်းလုံးကိုချိုးလိုက်တာလမ်းလျှောက်နေသူ့ရဲ့ဒီထိရဆိုအချောင်းသားလုံးဝချိုးချလိုက်တာဒူကနေချိုးချလိုက်တာအဲ့ဖုန်းကကျွန်တော်မြင်တွေ့ရလေပေါ့နော်ဆိုတော့အာကိုနေဝင်းကဒီရှေ့မှာပေါ့ကျွန်တော်ကြည်ကြည်ကြည်ရတဲ့ကားကြီးလည်းရှိရပေါ့နော်ရှယ်အော်လန်တို့ပါဒီကားကြီးကသူတုံးခွဲထွက်တယ်လို့ကြည်ရတယ်ဘာလို့ဆိုတော့ဒီဟာပဲဖြစ်မှာပါဒီပုံစံနဲ့ဒီ flow ဆိုတဲ့ဟာကြီးကအာအောင်မြတ်ဆန်ကကိုနေဝင်းကို နောက်ထပ်ပေါ့နော်သူသူမတူတဲ့သူ item မတူတဲ့ပုံတပုံကိုထထွက်လာလို့ကျွန်တော်ခံစားရတယ်ဒီပုံကြည့်ရပါတော့ဟုတ်ကဲ့ရှင်ဟောဘာလို့ဆိုဟိုပေါ့နော်ဒါအတာတယောက်နေနေပေါ့နော်ကြည့်ရတယ်ပြိတ္တတယောက်နေနေဆိုရင်အရှိရကားတွေကလူကြိုက်များခဲ့တယ်နာမည်ကြီးခဲ့တယ်ဝင်ငွေကောင်းခဲ့ဒါပေမဲ့ဒီကားကတော့ ပြောသလိုပဲမာစတာပီဖြစ်တဲ့ကားမျိုးပေါ့နော်ဆိုတော့ဟို I did not I did not တော့ဂန်နဝင်ကားလိုမျိုးပေါ့နော်တကယ်အာဇက်အင်ခိုင်ခိုင်နဲ့ပေါ့နော်ကာရက်တာကောင်းကောင်းကြမ်းကြမ်းကြီးပေါ့နော်ကောင်းကောင်းဆိုတော့သူဘယ်လိုပဲဆိုဆိုလုံးဝတဲ့ကာရက်တာသူ့ရဲ့မျက်ခုံးတစ်ချက်တစ်ချက်ပင့်သွားတဲ့ဟာကြီးရလေသိလားတခြားကားမှာအဲ့ဒီမတွေ့ဘူးအဲ့ဒါဟုတ်တယ်ဟုတ်ကဲ့နော်ဆိုတော့ဒါကိုနေဝင်းဖန်ကိုနေဝင်းကိုကြည့်ရတဲ့မျိုးဆိုတော့ဒီပဲကြည့်ပြတော့အဲ့ကားကြည့်တဲ့ခါကျတော့ဒီမျက်ခုံးတစ်ချက်ပွန်တွန့်တာကခြားကားတွေမှာဇာတိတမှလည်းမတွေ့ဘူးရှယ်အော်လန်မှလည်းမတွေ့ဘူး ုတ်လားဆိုတော့ခါကြတော့အဲ့လိုမျိုးပေါ့နော်ဆိုတော့အပြောရအောင်တော့တခြားကားတွေဝင်ငွေကောင်းနေတာတွေရှိမယ်ပြည်သက်ခံနေတာရှိမယ်ဒီဟာကတော့ကိုနေဝင်ရမှာစတပိတ်လို့တောင်ပြောလို့ရတယ်ရှင်ဟုတ်ကဲ့ အယူကြီးဖြစ်ပြီးသူလူတယောက်ရဲ့လောအတ္တတွေဒေါသတွေနဲ့အမုန်းတရားအဲ့လူတို့ဘလောက်ထိပူလောင်စေတယ်ဘလောက်ထိယူသွစေတယ်ဆိုတဲ့ဟာကြီးကိုနောက်ဆုံးအပိတ်မှာပေါ့နော်ဒီအောင်မျက်စံပုံကြီးကပြသွားတာပေါ့နော်လုံးဝမဖြီးပဲနဲ့လေနော်ဟုတ်ပါရှင့်မမျိုးဆိုလဲမမျိုးအာကျွန်တော်ဒီကားကိုကြည့်ရတဲ့အကြောင်းပြချက်ကမမျိုးမမျိုးတဏ္ဍာထိုးရဲ့ဒီငိုတဲ့အဲဆက် တ်တယ်အဲ့လိုသချင်းဆိုတာကွာရိုးရိုးမဟုတ်ဘူး तू ကလေသချင်းဆိုတာ၃မျိုးလောက်ကွယ်တယ်ပျော်ရွှင်ပြီဆိုတာရှိတယ်ပြီးတော့နောက်ဆုံးသူဒီငိုတန်နဲ့ဒီနောက်ဆုံးသူမြီးလေးပေါ့နော်ဆန်ချမှာဝမ်းတာပြီးတော့ဖြစ်တဲ့ဟာမျိုးဆိုတော့သချင်းဆိုတာတော့မှ तू ကမူကြီးနဲ့ဆိုရတာဟိုလိုမျိုးကြီးတန်စင်မှန်ယုံနေမဟုတ်ဘူး ြီးတော့ဗမာတန်များတိလာဆိုတော့ကျွန်တော်အဲ့ဒီမှာအဓိကကျွန်တော်မမျိုးတန်တာထွန်းရဲ့ idea နေနဲ့အဲ့သူ့ရဲ့တချင်းဆိုတာကိုကျွန်တော်ကျွန်တော်ကမင်းသမီးတယောက်ဆိုအဟိုးရင်ကလေးကအဲ့လိုတချင်းမှာစုံနိုင်ပြီးအရင်တော့ဆိုရင်အာဗမာကဟာကနိုင်နေမင်းသမီးမျိုးကိုကျွန်တော်ကယူတဲ့သူပေါ့နော်ကြိုက်တဲ့သူဆိုတော့ဒီမှာမမျိုးကိုအဓိကတော့ကျွန်တော်ဒါကြောင့်လည်းပါတယ်ရှင်အဓိကကိုပြောတဲ့အောင်ကျွန်တော်စိတ်ဝင်စားပြီလားကြည့်တယ်တဲ့ကျွန်တော်ခုနကကျွန်တော်ခုနကစနေသေးတာအကိုလို့ကျွန်တော်အကိုပေါ့နော်ဘွာဟိုပေါ့ဒီရှင်လောင်းကိုရှေ့မှာတပိတ်လွယ်ခွင့်ပေးပါဆိုရဲပြောတဲ့ဟာလေ အဖြစ်ကျွန်တော်အယမ်းကြိုက်တယ်လို့အဲ့ဒါကြီးရလေဟို တဘာဝကြရတယ်ဗျာပိုလဲရှံမနေဘူးအာလိုလဲလိုမနေဘူးဒီလားပြောချင်တဲ့ဗျာအဲ့ဒါ तू ဖြစ်နေ तू ဖြစ်ပြက်နေတာဟာဟိုကညင်းလိုက်တာတော့မှ तू ကရှက်သွားတဲ့ပုံမို့ तू ကဟိုသူ့စီမှာလေသူ့ရဲ့စိတ်ပိုင်းဆိုင်ရာရောပြုံးနေတာဒီ तू ဒီ तू လေးကိုလည်း तू ကပေါ့နော်ဟိုဟိုပေါ့ပေါ့အလှူတာကလည်း तू ဝင်းကျင်တာ तू ချစ်တာပေါ့နော်ဒီတားမိညက်ကိုဆောက်ရှောက်ကျင်တာဟိုလိုမျိုးကြီးအယောင်ဆုံးပါတဲ့ချစ်ချင်းမျိုးမဟုတ်ဘဲနဲ့ तू ပြောသွားတဲ့သူ့ကိုပေါ့နော်ဒီနေရာလေးပေးပါဆိုတဲ့ဟာလေးကကျွန်တော်အဲ့ဒါအရန်သဘောကြပြီးအဲ့ဒီဟာကြီး ရွက်ပြီးတော့ဒီမှာကိုအဲ့ဒါကြီးချက်ပြီးနောက်ဆုံးစင်းသားမှာပြောနေရတာကျွန်တော်မှတ်တယ်ကျွန်တော်ကျွန်တော်အဲ့အဲ့ဒီစင်းนี่ကျွန်တော်ကြိုက်တာပေါ့เนาะဒါပေမဲ့နောက်ထပ်စင်းนี่လည်းရှိပါသေးတယ်။ဟိုကုတ်ဖြုံးငွေစိုးကိုဒီနေ့မှထည့်ထားတာဟို တိလာဟိုသူမျိုးကြီးပါဘုံမဟုတ်ဖက်နဲ့တေးချာချာကြီးနဲ့လောက်ခွင့်အကုတ်အတွက်လဲပေါ့နော်ဟိုအိုက်တင်ကိုပြသပြခွင့်ပေါ့နော်လောက်ခွင့်ရတယ်ကျွန်တော်မြင်ရတယ်ရှာဟာအဲ့တော့ driver ရဲ့တင်ပြပေးမှုတွေအများကြီးပါမှာပေါ့နော် driver ရဲ့ဒီ management ဒီဟာတွေမှာဒီဇက်ကြီးမှာလည်းအကုန်လုံးကဇက်ကိုဝင်စင်းနေရလို့ပြောလို့ရတာပေါ့နော်ဇက်ကြီးတွေအကုန်တသားနဲ့ပါနေတဲ့ဟာမျိုးတအားတွေ့ရတယ်ရှာဟာအားကြောင့်လဲကားကြီးကကြွတ်တက်သွားတာတိုက်တယ်မဟေးတောင်းလဲဒါပေမဲ့ဟိုပေါ့နော် အတားကြီးတွေကကိုမအကုန်လုံးကောင်းနေတဲ့အခါကျတော့တယောက်တည်းခြုံထွက်ပြီးကောင်းနေရလို့ပြောလို့မရဘူးဖြစ်နေတာဗျာထီထီတော့ဘောမဟုတ်သူထီထီမဟုတ်ပဲသူ့ရဲ့လုံပိုင်ပြမှာတော့အပြည့်ဝအာကျွန်တော်ထင်ပါတယ်သူလည်းစိတ်တော်တော်ကြီးကိုစိတ်ကျေနေပြီးအားရမှုများစွာနဲ့ဒီကားထဲမှာသူလှုပ်လိုက်တယ်လို့ခါဖြစ်ရတယ်ဗျာတစ်ဖက်ကကြည့်တခြားမှာမဟုတ်ဘောနော်ဒီမမျိုးတနာထုံးလို့လုံးဆောင်ဆုံးမမျိုးခိုင်ငိုသားစာကောင်းနေတာဗျာဒီလာပြောချင်တာလေတော့မမျိုးဆောင်ဆုံးကားကြအမြင်တမ်းကြဟာအတင်းပြောမယ်တည့်ရမလားဟာဟာဟိဟိတည့်ရမလားအာရံဖြစ်လိုက်မယ်အော်ကြလို့မယ်အဲ့လိုမျိုး ရဒီမှာအဖွားနေရတယုံဆောင်ပြီးတော့မြေးတည်တဲ့အချိန်မှာဖြစ်တဲ့ဟာမျိုးတွေအားလေမမျိုးခိုင်ရစားပြတိလားမိုက်နေတာဇက်တမ၃၄ခန်းပပ၄၅ခန်းပပသူ့ရဲ့ပါတဲ့နေရမှာပေါ့နော်ဟိုအကုန်လုံးကဇက်နဲ့တသားလေးဖြစ်ပြီးအဝင်ငညာဖြစ်နေတာပေါ့ပြောတာဟုတ်အာကျွန်တော်လက်ရှိကတော့အာကားရိုက်နေပါလေရှင်ဟုတ်ကဲ့ယုံကြီးယုံကြီးကားရိုက်နေပါဟုတ်